အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမှာကတော့ကိုမပေးလိုက်မှနိုင်သွားတယ်ဆိုတဲ့ဆလဲလေးဖြစ်ပါကိုကမယ်ယူမနေ့ကတော့မယ်ယူရောစပါရောတော်တော်ကြိုက်တယ်သိလားဒါပေမဲ့လေမနေ့ကပွဲလဲမတင်လိုက်ဘူးကျွန်တော်ပြီးတော့ဟိုမန်မာလဲမပေးလိုက်ဘူးဗောနော်အဲ့မှာဖြစ်ချင်တော့မယ်ယူကလည်း၃လုံးနဲ့နိုင်သွားတယ်စပါကလည်း၃လုံးနဲ့ပဲဗျာနော်ကဲအဲ့တော့ကျွန်တော်တို့ဒီနေ့ကတော့အကောင်းဆုံးကျုံးမယ်ဗျာနော်ကဲ ဒီနေ့ကတော့ဒါရှိတဲ့ပွဲလေးတွေကျွန်တော်တင်ပေးလိုက်ပါမယ်ဒီနေ့ကပရီးမီးယားလေးတွေလည်းရှိတယ် CA ရောပေါ့နော်အဲတပွဲစီပဲရှိတယ်ညနေပွဲတွေအဲ့တော့ကျွန်တော်တို့စနေနေ့မှာပွဲကကောင်းပါဆိုတော့ဒါဒလောဆယ်ကတော့ထိန်းပြီးတော့ကစားပေးထားမယ်ပေါ့နော်ဒီနေ့ကတော့ဒါဒလောဆယ်ကရှိရာကကျွန်တော်ခုနေ့ကပြောသလိုပဲကျွန်တော်၃ပွဲကြည့်ပေးပါမယ်အဲ့တော့ ထုံးစံတိုင်းကျွန်တော်တို့1 2 3ရနေစလိုက်မယ်။ကြဲတော့ဒါအခုကတော့ပေါ့နော်။ဒါဒီမှာ1 2 3ချပေးမယ်။တကယ်လို့ brother တို့ကအခုမှကြည်ရဆိုလို့ရှိရင်ပေါ့နော်။အဲဒီမှာတကယ်ရွေးပေးပါ။ကျွန်တော်တို့ဒီနေ့နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ကံကြမ္မာဟာဘယ်လိုရှိလဲ။ငွေကြေးဘာညာအခက်ခဲရှိမလားအရှင်ပြေမလားပေါ့နော်။အဲဒါလေးနဲ့ပတ်သက်ပြီးတော့ကြည်ပေးသွားမှာဖြစ်တယ်။အဲဒါတော့တကယ်ရွေးချယ်ပေးပါပေါ့နော်။ကြဲအဲဒါစပြီဗျာ။ เนาะอตันไม่มียินคองหรอกเกล่าดีเปีย1 2 3 Number 1ก็นี่เราสาไปแล้วจี้ไปเลยเปียเนาะโอเค Number 1อืม Number 1ก็တော့ไม่ซู้อยู่ดีนี้เนี่ยปะทะไปแล้วกูอ่ะอลุอึดလောက်တာမျိုးဆိုလို့ရှင်အောင်မြင်နိုင်တယ်အဲကိုကနည်းနည်းလေးကြိုးစားရတာမျိုးတွေတော့ရှိမယ်အောင်မြင်နိုင်တယ်ပတ်စံနဲ့ပတ်သက်ပြီးတော့လည်းငွေရမဲ့ငွေရပောက်ရလန်းရှိတဲ့နေရာတွေကိုက ဒါရောက်ရှိသွားတာမျိုးကိုရှိဝင်လာတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးတွေရှိမယ်အဲကန်ဂျမာနဲ့ပတ်သက်ပြီးတော့လည်းမဆိုးတော်တော်လေးကောင်းတယ်ဒါပေမဲ့တစ်ခုတစ်ခုပဲရှိတယ်ကိုဘက်ကနည်းနည်းလေးတော့ဒုံလရီယာဆိုက်ထုတ်ရမယ်ကြိုးစားရမယ်ဘောလုံးပွဲလောင်းမယ်ဆိုရင်လေဒါပြီးပြီးရောလောင်းတာမျိုးမဟုတ်ဘဲနဲ့နည်းနည်းလေးစဉ်းစားပြီးလောင်းလိုက်တာနဲ့နိုင်ရနိုင်တဲ့အောင်မြင်နိုင်တဲ့အရှင်းပြေနိုင်တယ်ပေါ့နော်အဲ့တော့နံပါတ်1ကတော့တော်တော်လေးမိုက်နေပြီကဲအဲ့တော့နံပါတ်2ရော့ဟိုးမိုက်တယ်ဗျာနော် ကဲနံပါတ်2ကတော့ဒီမှာခွပ်ဖလားနှမိတ်နဲ့တော်တော်လေးမိုက်နေတယ်သူကဒီနေ့မှာကိုလိုချင်တဲ့ပေါ့နော်ပတ်စံဖြစ်ဖြစ်ဒါအလောက်ကိုင်းမဲဖြစ်ဖြစ်အဲ့လိုမျိုးပတ်စံဆိုရင်လည်းဒါကိုလိုချင်တဲ့ငွေအမောက်မျိုးအဲအဲ့လိုမျိုးကိုရှိတ်ကူးလိုက်တာနဲ့ရတာမျိုးတွေအဆင်ပြေသွားတာမျိုးတွေပေါ့နော်ငွေကြီးနဲ့ပတ်သက်ပြီးတော့လည်းတော်တော်လေးကောင်းတဲ့နေလို့ပြောလို့ရတယ်ပြီးရင်ဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့လည်းဒါကိုက ဒါအရင်တိတ်ပြီးစဉ်းစားစရာမလိုတဲ့ပုံစံမျိုးပဲ။ကိုရွေးချယ်လိုက်တဲ့အသင်းကိုကမှန်သွားတာမျိုးအနိုင်ရရှိသွားတာမျိုးတွေဖြစ်နိုင်တယ်။အဲ့တော့ကျွန်တော်တို့နှစ်ကတ်စလုံးကတော့ပြောရမယ်ဆိုရင်ဒါကောင်းတယ်လို့ပြောလို့ရတဲ့အနေအထားတွေမှာရှိတယ်။အဲ့တော့ number 3ကဲဒီနေ့လဲကျွန်တော်တို့ ဟိုနေရဘာကာအင်တာနေရလိုမျိုးဒါကျွန်တော်တို့ဘာကာအင်တာနေရဆိုလို့ရှိရင်လေဒါ၃ကက်စလုံးကတော်တော်လေးကောင်းတယ်အဲ့နေရကျွန်တော်အင်တာပေးလိုက်တယ်နော်အရှိတနေရအင်တာပေးလိုက်တယ်အင်တာကနိုင်သွားတယ်အင်တာနိုင်သွားတယ်တော့မဟုတ်ဘူး33နဲ့တည်ရကြပါတယ်ကျွန်တော်တို့ဂျေးရကတော့ဘာကာဘက်ကတလုံးအနိုင်ပေါ့နော်130 150အနိုင်ပေါက်ထားတာဖြစ်တဲ့အတွက် 3 3ကျသွားတဲ့အတွက်ကျွန်တော်အင်တာကတော့ဒါကြေးရမှာနိုင်သွားမယ်ဘောမှာတော့တည်ကျသွားမယ်ဗျာနော်1 h ဘက်ဆော့တယ်ဆိုရင်တော့ရှုံးသွားလိမ့်မယ်ကဲအဲ့တော့စပြီဗျာနော်ဒီဘက်ကနောက်ဆုံး3ကတ်မြောက်ကလေးอ่ะဘာဖြစ်မှာအိုးတော်တော်လေးမိုက်သွားပြီဗျာနော်ကဲ အရှိတနည်းကကျွန်တော်တို့ burger internet မှာကြားခဲ့တဲ့ကတ်တွေလိုပဲတော်တော်လေးကောင်းတဲ့ပုံစံမျိုးဖြစ်နေတယ်ဒီ number 3ကြားတဲ့ကတ်ဆိုလို့ရှိရင်လည်းဒါကိုကဒီနေ့မှာဒါကိုစဉ်းစားလိုက်တဲ့ကိုလုံးလိုက်တဲ့အရာတွေအကုန်လုံးอ่ะဗောနော်ကောင်းတဲ့အရာတွေပဲဖြစ်လာတာမျိုးတွေဗောနော် မွေကျင်းနဲ့ပတ်သက်ပြီးတော့လေဒါရင်းနှီးမြှောက်နှံတာမျိုးပဲဖြစ်ဖြစ်ဒါလောင်းစားလောက်တာမျိုးပဲဖြစ်ဖြစ်ကိုကပေးလိုက်တဲ့ငွေထက်အစားပေါင်းများစွာပြန်ရတဲ့ပုံစံမျိုးတွေရှိနိုင်တယ်အဲ့တော့ကျွန်တော်တို့နံပါတ်3ကတော့ဒါအကောင်းဆုံးလို့ပြောလို့ရသွားပြီ1 2 3မှာဒါ1ကကောင်းတယ်2တော့2ကိုမှတ်မိဘူး2ကလည်းကောင်းတယ်2တော့3ကိုမှတ်မိဘူးအဲ့တော့ 1 2 3မှာတဆင်ချင်းစီမြင်ပြီးကောင်းသွားတယ်3ကက်စလုံးကတော့ကောင်းတဲ့ကက်တွေရွေးကြထားတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့မှာကကျွန်တော်3ဝဲစလုံးကြည့်ပြီးလိုက်ပါမယ်ကဲအဲ့တော့အားလုံးကံကောင်းနေပြီဖြစ်တဲ့အတွက်ဒါကျွန်တော်တို့ပွဲလေးကိုစလိုက်မယ်ကနော်အဲ့တော့ပွဲလေးတွားလိုက်ပါမယ်ကဲဒါကတော့ကျွန်တော်တို့ပထမအဦးဆုံးတပွဲပြန်နော်မန်စီးပွဲပြန်နော်မန်စီးဘူးပွဲပါအဲ့ဒီပွဲကနေကျွန်တော်စပြီးတော့ကြည့်ပြီးလိုက်ပါမယ်ကဲအဲ့တော့မန်စီးနဲ့ဘူးနဲ့ပါဒီပွဲကကျွန်တော်တို့ ဂျေးကတော့ Man City ဘက်က1 50ရှုံးတော့1 60ရှုံးလို့အထိပေါက်လိမ့်မယ်အဲကျွန်တော်တို့ goal home ကတော့3လုံးပြား20ရှုံးတော့เนาะ10ပြားရှုံးတော့20ရှုံးတော့အဲ့ဘက်ဝင်ခြင်းဖြစ်ပါလိမ့်မယ်ကြီးရတော့တောင်နဲ့တောင်နည်းနည်းလေးတော့အတင်းဆောင်လေးရှိလိမ့်မယ်ကဲအဲ့တော့စပြီဗျာဒီဘက်ကတော့ကျွန်တော်တို့ Man City ပါဒီဘက်ကတော့ဟုတ်ပါဗျာเนาะကဲ Man City ဟုတ်150ရှုံးထိပေါက်ထားတယ် ကြိုက်သွားပြီလာလိုက်တော့မန်းစီဒီညဘာလို့ပြမှာဟာကဲမန်းစီကတော့ဒီမှာရေတွေငုံနေပြီဗျနော်သူတပားကိစ္စကိုလိုက်ပြီးတော့ကုညီပေးနေရတယ်သူများကိစ္စတွေနဲ့အချိန်ကုန်နေရတယ်ပြောချင်တာကတော့ဒါဘယ်လိုပြောရမလဲဒီဘောလုံးပွဲရဆိုလို့ရှိရင်တော့အခြေအနေက မကောင်းဘူးပြောမယ်ဆိုရင် သူများနောက်လိုက်နေရတယ်ဆိုရယ်ပုံစံမျိုးဖြစ်နေတယ်ပြောချင်တာက ပွဲက190အရှုံးထိပေါက်ထားတယ်ဒါပေမဲ့သူကတော်တော်ဖြစ်နေဒါပေမဲ့ဒီကောင်လေးကိုကြည့်လိုက်ကဲအောက်အသင်းဖြစ်တဲ့အခုညီလေးရောဘာတွေလုပ်ပြဟာကဲဗျာရှင်းပါရဲ့နော်နှစ်ကက်စလုံးကရေငုံနေပြီဒီဘက်ကတော့ပူဆိုးတယ်ဗျာနော်ဒီဘက်ကဟူးကပူဆိုးတယ်တော်တော်လေးစိတ်ညစ်စရာကြုံရတဲ့အခိုက်အတန့်မျိုးဖြစ်နေတယ် ဒီဘက်ကမန်စီးတီးကလည်းသူတပါကိစ္စကိုလိုက်ပြီးတော့ကူညီပေးနေရတယ်နော်။ကြည့်အဲ့တော့ကျွန်တော်တို့ဒီလိုကံမျိုးကြရတယ်ဆိုရင်တော့ဒါဟို 1H ဘက်ဆော့တဲ့သူတွေဆိုရင်ပို့ပြီးမိုက်တယ်ဗျ။အဲ့လိုမျိုးကြရတယ်ဆိုရင်ကျွန်တော်တို့တည်ရဗျာ။တည်တည်အနိုင်ထိုးလိုက်။အဲ့ဒါဆိုလို့ရှိရင်ဒါ နိုင်တယ်ကျွန်တော်ဒီအပြင်ရေးသမားဖြစ်သွားတဲ့အတွက်အပြင်ရေးသမားကကြတော့ဒါကျွန်တော်နှစ်ကက်စလုံးမကောင်းဘူးအဲ့တော့ brother တို့ကတော့ဒါဒီတပွဲကိုကိုယ့်ဘက်ကိုယ်လေးဆုံးဖြတ်ပြီး brother ရေတခုတသင်းသင်းကိုရွေးချယ်ပေးပါဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ ဒီပွဲမှာကျွန်တော်မန်စီးရီးကိုရွေးပေးလိုက်မယ်တကယ်လို့အကြိုက်တူတယ်ဆိုရင်ဆော့ပါမကြိုက်ဘူးဆိုရင်တော့ရှောင်လိုက်ပါဘာကြောင့်လဲဆိုတော့ကန့်နေထားရကလည်းဒါနည်းနည်းလေးအရှင်မပြေဘူးဖြစ်နေတယ်ဘယ်အသင်းကိုရွေးချယ်ပေးရမယ်ဆိုပြီးအရင်လိုမျိုးကောင်းတာနဲ့မကောင်းတာတဲ့မကြပါသေးတဲ့အတွက်ဒါကျွန်တော်တို့ကိုပန့်ကိုဒီတိုင်းလေးပဲဆုံးဖြတ်လိုက်မယ်ဘရာသာတို့ကလည်းကိုကြိုက်တဲ့ကိုရဲ့စိတ်ကူးနဲ့လည်းကိုတဖန်ပြန်ပြီးတော့တဖန်ပြန်ပြီးတော့ရွေးချယ်ပေးပါလို့ပြောရင်ကျွန်တော်တို့နောက်ထပ်တစ်ပွဲသွားမယ်ဗျာနော် ဒါကတော့ကျွန်တော်တို့ဒုတိယတပွဲပါဒီပွဲကတော့ကျွန်တော်တို့လာလီကာရဲ့တနာ30မှာကံမယ်ဘယ်ကာနိုနဲ့ဂီတာဖေးပါဒီပွဲမှာကျွန်တော်တို့ဘယ်ကာနိုက level 30အရှုံးလို့เนาะ level 20အရှုံးလို့အဲ့လောက်ပြားစွန်းလေးပောက်ပါမယ်โอเคအဲ့တော့စပြီဗျာစပြီဗျာ level 30လို့เนาะ25 30အဲ့ဘက်ဝင်ချင်းပေါက်နေရဲ့ဒီဘက်ကဘယ်ကာနိုဒီဘက်ကတော့ကျွန်တော်တို့ဂီတာဖေးပါကဲလာအမှန်ငန်လေးကြီးပဲသွားလိုက်မယ်ကဲလာဒီဘက်ကဘယ်ကာနိုဟူဘယ်ကာနိုကတော့တော်တော်လေးတော့မိုက်နေပြီကိုရှိမှအရင်နေများနေလို့သူတစ်ပါးတော့ပြန်ပြီးတော့ပေးနေရတယ်ဆိုတဲ့ပုံစံမျိုးဗျာကဲအဲ့တော့ ဒီဘက်ကဂီတာဖေးအောက်အသင်းလည်းဖြစ်တယ်အမှတ်ကလည်းတယောက်နဲ့တယောက်တိတ်မကွာကြဘူးဗျာနော်ကဲအဲ့တော့လာအိုးဟာလာလာနေပြီနော်ဒီကောင်ကမကြတာတော်တော်လေးကြာနေပြီကျွန်တော်တို့1 2 3ကတ်မှလည်းမကြသလိုအဲကျွန်တော်ဒီပွဲစဉ်နေမှာလည်းမကြတာတော်တော်လေးကြာနေတဲ့ကတ်ဒီကောင်ကဂီတာဖေးကြာသွားတဲ့ကတ်ကပေါ့နော်ဒါကျွန်တော်တို့အဲမမျော်လင့်မဲအနိုင်ရရှိရဲ့ကံမျိုးဗျာနော်အဲအမှတ်မထင်မဲ့ကိုကဒီမှာ ဒီမှာခွက်ပလားနဲ့ကျွန်တော်တို့ရင်ထဲကဒါအကွာအဝေးနေရေပေါ့နော်ဒါဒီခွက်ထဲကိုငါကဝင်စရာအကြောင်းမရှိဘူးမမျောလင်ပဲနဲ့ကျွန်တော်တို့ဟိုပေါ့နော်နောက်ဆုံးအချိန်မှာကိုယူသွားတာမျိုးဒါမှမဟုတ်ပနတိရတာမျိုးအဲ့လိုပုံစံမျိုးနဲ့အနိုင်ရရှိမဲ့ကတ်လို့ပြောတာဗျဒီဘက်ကဘယ်ကနိုးကလည်းတော်တော်လေးကောင်းနေတယ်ပြောမယ်ဆိုရင်နှစ်သိန်းလုံးကတော့ကက်ကတော်တော်ကောင်းတဲ့ကက်ကြီးပဲကြာနေအခုနကပွေကြတော့လေနှစ်သိန်းလုံးကမကောင်းတာဖြစ်နေเนาะကဲအဲ့တော့ ဒီမှာကတော့ဒါကျွန်တော်အဲပြောမယ်ဆိုဒီဂီတာဖေးကြတဲ့ကက်တော်တော်များများကဒါပွဲပြီးခဲ့နေမှရှူပြီးတော့အနိုင်ရသွားတာကတော့ဒါခဏခဏကြုံမှုတွေဗျအရင်ကြီးနေကြအကူတွေဆိုရင်ဒါသိတယ်အဲ့တော့ကျွန်တော်တို့ဒါထုံးစံတိုင်းပဲအမြဲတမ်းပဲနိုင်နေကြဖြစ်တဲ့အတွက်ဒီလိုကက်နောက်ခုစလုံးကောင်းနေပြီမယ်လဲကျွန်တော်တို့ဂီတာဖေးကိုရွေးချယ်ပေးလိုက်မယ်ဗျနော်ကဲအဲ့တော့ကျွန်တော်တို့ဒုတိယတပွဲကတော့ဂီတာဖေးပါအောက်အသင်းမှာ level 30 25ပြား30အထိဒီဘက်ကပေါက်ထားပါတယ်ဂိုးပေါင်းကတော့နှလုံးပြာစွန်းနိုင်ပါကဲအဲ့တော့ကျွန်တော်တတိယပွဲလေးတွားလိုက်မယ်ဗျာနော်ဒီပွဲကတော့ကျွန်တော်ဂီတာဖေးကိုပေးပါတယ်ကဲအဲ့တော့ကျွန်တော်နောက်ဆုံးပွဲလေးဗျာဒီပွဲကတော့ကျွန်တော်နောက်ဆုံးပွဲလေးဖြစ်တယ်ကျွန်တော် Series A ပေါ့နော် Series A ရဲ့တနာ25မိနစ်မှာကံမယ်ဗျာနော်တိုရီနိုနဲ့ဗီနီဇီးယားပါကဲလား တိုရီနိုနဲ့ဗင်နီဇီးယားပါကဲဒီဘက်ကတိုရီနိုဒီဘက်ကတော့ကျွန်တော်တို့ဗင်နီဇီးယားပါဒီပွဲကြီးရတော့ကျွန်တော်တို့ဒီဘက်ကတိုရီနိုကလဲပဲ30အရှုံးလို့40အရှုံးလို့ပေါ့နော်အိုက်ပဝင်းချင်းပေါက်ပါမယ်ဒီဘက်ကတော့ဗီနီဇီးယားကတော့ဒါအောက်တင်းဖြစ်တဲ့ဂိုးပေါင်းကတော့နှလုံး30ရှုံးပေါက်ပါမယ်ကဲအဲ့တော့စပြီဗျာ ဟဲ့လားတူရီနိုအပေါ်အသင်းလည်းဖြစ်တယ်လေဘယ်30သူမဟုတ်40ပေါင်နေတယ်အိုးဒါအမ်ဘာရာကဲမိုက်တော့မိုက်နေပြီဗျာနော်ကဲဒီမှာကတော့ဒါသူကလည်းလောလောဆယ်မှာကောင်းတဲ့နေထားလေးကိုတော့ပြနေတုံးပဲဒါပေမဲ့ဗီနီဇီးယားကက်လေးကိုတစ်ချက်ကြည့်ပြီးသွားရင်တော့ဒါကျွန်တော်တို့သုံးသက်မယ်ပေါ့နော်ကဲဗီနီဇီးယားကြီးလာလိုက်တော့အိုးဗီနီဇီးယားကတော့ဒါကိုလမ်းပြပေးနေတယ် လမ်းပြကောင်းနေဒါရှိနေတယ်ဆိုတဲ့ပုံစံမျိုးကိုပြနေပြန်နော်ဒီဘက်ကတော့ဒါကျွန်တော်တို့တူရီနိုပြန်နော်တူရီနိုဘက်ကလည်းဒါတော်တော်ကောင်းတဲ့အနေဒါတခြားနေရာမှာရဲဝေးလို့နေရာမျိုးမှာအောင်မြင်မှုတွေရှိနေတယ်အောင်မြင်မှုတွေရထားတယ်ဆိုတဲ့ပုံစံမျိုးကိုပြနေတယ်ကဲအဲ့တော့ပြောမယ်ဆိုရင်နှစ်သင်းစလုံးရဲ့ကန့်နေထားကလည်းတော်တော်လေးကောင်းတယ်အဲဒီပွဲကိုလည်း ဒါပြောမယ်ဆိုနှစ်သင်းစလုံးကောင်းတယ်တိုရီနိုကိုလည်းပို့ပြီးတော့ကြိုက်တယ်ပေါ့နော်ဒီပွဲကလည်းပြောမယ်ဆိုတရေကြရင်ကြမကြရင်တိုရီနိုနိုင်မှုများတယ်ဗျာနော်အဲ့တော့ brother တို့က1 2 3မှာကိုဟာ1လား2လား3လား4ဆိုတာလေးကိုတစ်ချက်စဉ်းစားပါပြီးွားရင်တော့ဒါကိုကြိုက်တဲ့အသင်းကိုရွေးချယ်ပြီး shot ပေးလို့ရပါတယ်ကျွန်တော်ပြောတာလေးမကြိုက်ရင်လည်း back end ပြီး shot လို့ရလို့ကျွန်တော်ကြိုက်တာတွေကိုလည်းအဲတွဲပြီးတော့တူတူ shot လို့ရတယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ဒီ video လေးကို ီမှာပဲအဆုံးသတ်ပြရစီကျွန်တော်ကတော့ဒီဘွဲမှာခုနပြောသလိုဒီဘက်ကတိုရီနိုပို့ပြီးကြိုက်တယ်ပေါ့နော်ကဲအဲ့တော့ကျွန်တော်ဒီနေ့၃ဘွဲပြေးလိုက်ပါတယ် brother တို့အနေနဲ့ဒါ၃ဘွဲတလုံးမှာကိုကြိုက်တဲ့ဘွဲလေးရှင်ယူပြီးတော့အစော်ကစားလို့ရလို့ဘန်မာဝင်ပြီးတော့လဲကျွန်တော်ရှိမှာဒါတပတ်စာတလစာယူလို့ရပါတယ်ဆိုတဲ့အကြောင်းပြောရင်ကဲကျွန်တော်တို့မောင်းလေးတီးပြီးတော့နောက်ဆုံးအပိတ်ကလေးမှာဒါကျွန်တော်တို့ဒီညအတွက်ကျွန်တော်ပြေးရဲ့ဘွဲအားလုံးပဲအောင်းပါစီဗျာ လာပြီဗျာနော်ကဲအဲ့တော့ကျွန်တော်တို့ဒီမနေ့ပြန်မှာပြန်လဲဆုံလေးပါမယ်မနေ့ပြန်ညနေ6နိုင်မှာကျွန်တော်တို့ဒါစနေနေ့လဲဖြစ်တဲ့အတွက်အစောပွဲလေးတွေညနေစပြီးတော့ကြည်ပေးလိုက်ပါမယ်ကဲအားလုံးပဲကျွန်တော်တို့မနေ့ပြန်မှာပြန်လဲဆုံလေးပါမယ်ဘာပဲသိကျင်သိကျင် Viber 399643423နှစ်မှာလာရောက်မေးမြန်းလို့ရပါတယ်ဆိုတဲ့အကြောင်းပြောရင်အားလုံးပဲမနေ့ပြန်မှာပြန်လဲဆုံလေးပါမယ်အားလုံးပဲဘိုင်းပါ